အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဝေကြီးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Manchester United နဲ့ပတ်သက်ပြီးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျာ Manchester United ဟာဆိုရင်ပြင်နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်တော့၃ပွဲလုံးသူတို့တွေနိုင်ထားတာကိုတွေ့ရတယ်ခင်ဗျာ Manchester United အနေဖြင့်နောက်ဆုံးကစားခဲ့တဲ့သူတို့အင်ကွင်းမှာဆိုရင်တော့၄ပွဲတည်းလက်ခံကစားခဲ့ရင်ဗျာ၄ပွဲမှာဆိုရင်တော့သူတို့တွေ၄ပွဲစလုံးအနိုင်ရရှိတာတယ် ဘန်လေးကို3 2ဆိုရရလာနေနိုင်ထားပြီးချဲစီးကို2ဝဆိုရရလာနေနိုင်နေမြာဆန်နာလန်ကို2စီးခင်ဗျာခုနောက်ပိုင်းလောလောလတ်လတ်နဲ့နိုင်တာဆို bright down 42ဆိုရချလာနေနိုင်တာညနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်တော့တို့ရှစ်ကိုးထိရရှိထားရင်ညပြီးကွာဆိုရင်တော့၃ကိုးထိပဲပြီးခဲ့ရတယ်ညမန်ချက်စတာယူနိုက်တက်ဒီနေ့ပွဲမှာခုနောက်ပိုင်းနိုင်ပွဲကြီးကြောင့် ိုရင်တော့ Manchester United อ่ะဆိုရင်တော့ဇေယျမှာဆိုရင်တော့အဆင့်6ထိရောက်ရက်တည်နေပြီဗျ Manchester United အနေဖြင့်နောက်လာမှာဆိုရင်တော့ရှင်ပြိုင်ဖို့အတွက်ပွဲလေးပွဲရှိတယ်ဗျရှင်ပြိုင်ဖို့တဲ့ပွဲလေးပွဲရှိရတယ်မှာသူတို့တွေအင်ကွင်းကစားရမှာဆိုတော့ Everton နဲ့တပွဲပဲအင်ကွင်းကစားရမယ်ဗျပထမဦးဆုံးတွေ့ရမယ်အတင်းရတော့ Northern Forest ပါဗျ Northern Forest ကဒီနှစ်မှာဆိုရင်တော့ Premier League မှာဆိုရင်တော့အရင်ကောင်းတဲ့အတင်းမဟုတ်တဲ့အတွက်ကြောင့် Manchester United အတွက်အရင်ခက်ခဲမယ်လို့မထင်ဘူးဗျ နောက်တစ်ရင်ကတော့စပါတင်ပါခင်ဗျာစပါတင်ဝေးကွန်သွားကန်မှာဖြစ်တဲ့အကြောင်းဒီပွဲကလည်းလုံးဝကိုစောင့်ကြည့်ကျင်စရာကောင်းတယ်ဒီပွဲအနေနဲ့ Manchester United အနေနဲ့ရလက်ကောင်းဖို့အတွက်လိုအပ်တယ်ခင်ဗျာနောက်တစ်ခုက Everton အင်္ဂုမလက်ခံကစားမှာဖြစ်တယ်ခင်ဗျာ Everton ဆိုရင်လည်းဒီနှစ်မှာဆိုရင်တော့အရန်ကိုပဲ short တော်လို့ရတဲ့အတင်တင်မဟုတ်ဘူးခင်ဗျာနောက်ဆုံးကစားရမယ့်ပွဲကတော့ Crystal Palace နဲ့ပဲခင်ဗျာ Crystal Palace နဲ့မှာဆိုရင်တော့ Crystal Palace ရဲ့ အင်ကုန်သွားခဲ့မှာဖြစ်တဲ့အတွက်ကြောင့်မန်ချက်စတာယူနိုက်တက်အနေနဲ့လည်းထားရမယ့်အနေအထားရှိရမယ်။မန်ချက်စတာယူနိုက်တက်အားဆိုရင်အခုဆိုရင်တော့ကိုယ်ပွဲကစားပြီးရမှာရမက16မှတ်ထိရရှိနေရမယ်။ဇေယျထိတ်မှာယက်တီနေရအာဆင်နယ်နဲ့ဆိုရင်တော့6မှတ်အကွာမှာယက်တီနေရခင်မန်ချက်စတာယူနိုက်တက်အနေချင်းဒီနှစ်မှာဆိုရင်ပရီးမီးယားလိမ်းမှာဘာတွေလုတ်ပြတော့နိုင်မလဲဆိုတာခင်ဗျားတို့လည်းအတူတူကျွန်တော်တို့စောင့်ကြည့်လိုက်အောင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။